ကျမချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျမတို့အယူတော်မင်္ဂလာချမ်းပါဆရာကြီးဟိန်းနေဆိုရတဲ့ပြည့်ရင်ဖြစ်တဲ့ဆရာမတွန်းစင်္ဒရာဆိုပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့တနင်္လာသားသမီးများရဲ့တပတ်တာကာလမှာတွေ့ကြုံရတဲ့ကဲကျမအဆူကောင်းများကိုတဲရိုနမိတ်ကပ်များပြန်ဟောကြားပေးသွားမှာဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာကြောက်အောင်လာတဲ့နမိတ်ကပ်ကလေးရတော့ဆွာရှင်ဆိုတဲ့အမျိုးသမီးကပ်လေးပဲဖြစ်ပါတယ်နော်အမျိုးသမီးတဦးရဲ့ဆွာမြင်ပါတဲ့ကပ်ကလေးဖြစ်ပါတယ်နမိတ်ပုံပါတော့နော် မိမိရဲ့အိမ်မှာကိုယ်ကမူဆိုင်ရာပစ္စည်းတွေရောက်ရှိလာတတ်ပါတယ်ဖျားပုံတော်များလည်းရောက်ရှိလာတတ်ပါတယ်နော်ငွေတွေပါတွေတော့ဝင်ဖို့ရှိပါတယ်ဝင်မယ်ဆိုလည်းစတိုက်ဝင်ပါလိမ့်မယ်ဝင်တဲ့ပတ်သက်ပြီးတော့မျှော်မှန်းထားတဲ့အရာတွေရတယ်တချို့တလေတော့လွဲချော်သွားတတ်ပါတယ်နော်မိမိရရမယ်လို့မျှော်မှန်းနိုင်မှာအနာကပ်မှာမရတာတွေပါတွေတော့ဖြစ်တတ်တတ်ပါတယ်သူတစ်ပါးအာမခံမိလို့အကြက်တဲတွေတွေ့ပြီးစိတ်ညစ်ရတတ်ပါတယ်သူတစ်ပါးရအမှုကိစ္စတွေလိုက်လံပြီးဆောင်ရွက်ရတတ်ပါတယ် မိမိမှာလည်းအမှုတွေပါတယ်ပေါ်တတ်ပါတယ်ရုံးမြင်ကနာရောက်ရတတ်ပါတယ်သတိထားဖို့လိုပါတယ်နော်အလုပ်ထဲမှာမလုပ်ချင်ပဲလုပ်ရတာတို့မသွားချင်တဲ့နေရာတွေသွားရတာမျိုးတွေဖြစ်တတ်ပါတယ်မိမိတဲ့ယာလူကြီးတဲ့အမျိုးသမီးတယောက်ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုခံရတတ်ပါတယ်နော်စိတ်တော်ကရောက်ရတတ်ပါတယ်မိမိမှာလည်းအစားမားခြင်းတွေပါတယ်ဖြစ်လာနေပါတယ်စင်ကျင်ဖို့လိုပါတယ်မိမတဲ့ဦးရဲ့ချင်းကြောက်ခြင်းအကြက်ကင်ခြင်းတွေခံရတတ်ပါတယ်သူတို့ကမိမိကိုမတရားဆွဆွဲပြောဆိုတာတွေလည်းခံရတတ်ပါတယ် ိခံဖို့လိုပါတယ်နော်လုပ်ငန်းတွေမှာရန်နေပါတွေပေါ်တတ်ပါတယ်ရှင်ဘက်တွေပါရင်လည်းပါဇက်တွေမှာအနာရောဂါတွေဖြစ်တတ်ပါတယ်နော်မိမိတို့ရင်းနေရောင်အကြောင်းပြုပြီးတော့စကားများတတ်ပါတယ်ခြေရည်လက်တွေမှာလည်းထိမိခိုက်မှုတွေတိုးတက်တန်ရောတော့ဖြစ်တတ်ပါတယ်လူသည်များ၊ကိုင်သည်များအလွဲလဲချော်တွေယခုကာလမှာတော့ဖြစ်နေပါဦးမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားတခြားယောဂါမရှိဘဲနဲ့ သူတစ်ပါးကမိမိကိုမကောင်းတဲ့ပြောကလိုအတက်တို့ဆုံးတက်တို့ပြူစားထားတယ်လို့စိတ်ထဲမှာခံစားရတတ်ပါတယ်။ကဝေလေမိမဆိုတဲ့ဆုံးဆိုတဲ့မိမတွေရဲ့ပြူစားခြင်းတွေလည်းခံရနိုင်ပါတယ်နော်။သတိထားဖို့လိုပါတယ်။ခွေးတို့ကြောင်တို့မိမိတို့မှာရှိနေတဲ့စကားတွေပိုင်းများတတ်ပါတယ်။ခွေးတို့ကြောင်တို့ပတ်သက်စကားများလက်တလုံးမှာမေးမြန်းလိုတဲ့ကိစ္စတွေရှိနေတော့ထုတ်ကိစ္စတွေကတနည်းနာသာသိပြီးလေမအောင်မြင်နိုင်ဘူးလို့ပဲပြောကြလို့ပါတယ်။တစုံတစ်ယောက်ရဲ့ ခံတာနောက်ရှက်မှုတွေရရှိနေပါလေမဖြစ်နိုင်ဘူးမရနိုင်ဘူးဖြစ်ပါနော်တတလုံးမှာကံကောင်းစေတဲ့အကြောင်းတွေကတော့အနီရောင်လို့အစိမ့်ရောင်လို့ဖြစ်ပါတယ်ကံကောင်းစေတဲ့နံပါတ်တွေကတော့ရှစ်ကနန်းဖြစ်ပါတယ်တစ္ဆာခုနှစ်စုံခုနှစ်ဆတစ်စုံဆိုတဲ့နံပါတ်တွေကကံကောင်းစေပါမြတ်စွာဘုရားကိုရိုရှင်မျိုးဆက်ကပ်လူတန်းပြီးတော့လူတဲ့စုတွေတောင်းမဆိုရင်တနင်္လာသားသမီးတွေအခိုင်အငြိနဲ့ပြည့်ပြောက်သွားမှာဖြစ်ပါတယ် ကျွန်မရဲ့ချစ်မိတ်ဆွေများအားလုံးစိတ်အချမ်းသာကြီးကိုယ်ကျေးဇူးတင်ပါခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်